နှလုံးရလို့တေးပြီလို့ဆရာဝန်တွေလက်လျှော့လိုက်တဲ့ဘွားကနေအသက်ပြန်ရှင်ရုံသာမကထီစုကြီးပါနှစ်ချိန်ပေါက်ခဲ့တဲ့အမျိုးသားပြည်သူများလုံးဝမင်္ဂလာပါဘာမ H3 လုံး channel ကနေကြိုဆိုပါရစေကျွန်တော်တို့ဘွားမှာကံကောင်းခြင်းကံမကောင်းခြင်းဆိုတာအမြဲတမ်းရှင်နေပါတယ်တခါတလေမှာတော့လူတယောက်ရဲ့ဘဝမှာဖြစ်ပေါ်လာတဲ့အဖြစ်အပျက်တွေက drama ဇာတ်လမ်းတွေတက်တောင်မှပို့ပြီး unover ကောင်းတက်ကြပါတယ်ဒီနေ့မှာတော့ကျွန်တော်ဩစတြေးလျနိုင်ငံက tracker မောင်းသမဟောင်းတူဖြစ်တဲ့ bill morgan ရဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားခြင်းပါတယ် သူဟာတေကျင်းတရားကိုအောင်းနိုင်ခဲ့ပြီးနောက်ထေဆိုကြီးနှစ်ကြိမ်တိုင်တိုင်းစုခုခဲ့တယ်။ကဘာဘောကအကန်ကောင်းဆုံးလူသားဖြစ်ကျော်ကြားခဲ့တဲ့သူပါ။1998ခုနှစ်မှာဘီမော်ကန်ကသူ့ရဲ့ပုံမှန်အလုပ်ခွင်မှာထရက်ကားမောင်းနေစဉ်ရုတ်တရက်ပြင်းထန်တဲ့နှလုံးရပ်တန့်ခြင်းခံစားခဲ့ရပါတယ်။ဒီချိန်တွေကသူ့ဘဝကိုအပြောင်းအလဲကြီးဖြစ်စေခဲ့တဲ့အချိန်ပါ။ဆရာဝန်တွေပြောကြားချက်အရသူကဈေးပညာအရ14မိနစ်ကျော်ကြာတည်ဆုံးခဲ့ရပါတယ်။တည်ခြင်းတရားကိုတွေ့ပြီးတဲ့နောက်ဆရာဝန်တွေကသူ့ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပေမဲ့လေသူက14ရက်ကြာမေ့မျောနေခဲ့ပြန်ပါတယ်။ ဒီမေမျိုးမှုကသူ့အတွက်ဒုရယာအကျင့်တည်ခြင်းတရားနဲ့တူပါတယ်။သူ့မိသားစုဝင်တွေနဲ့တငယ်ချင်းတွေကသူ့အနောက်တစ်ခါတတိပြန်လာမယ်ဆိုတော့ကိုမျှော်လင့်နေကြပါမိ။ဆရာဝန်တွေကတော့သူ့ရဲ့အခြေအနေကဆိုးရွားတယ်လို့ပြောခဲ့ကြပါတယ်။ဒါပေမဲ့ဘေမော်ကန်ကအန်ဝေါ်ပဲကောင်းလာအောင်မေးတတိပြန်လဲရရှိကလုံးဝပြန်လဲကောင်းမွန်လာခဲ့ပါတယ်။သူ့ရဲ့ပြန်လဲကောင်းမှုကဆရာဝန်တွေအတွက်ပါစေပညာဆိုင်ရာအန်ဝေါ်ပဲဖြစ်ရတဲ့ခုဖြစ်ခဲ့ပါတယ်။တေချင်းတရားကိုအောင်းနိုင်ခဲ့ပြီးတနည်းခန့်ကြာမှာဘီမော်ကန်ကသူ့ရဲ့ဘဝကိုပြန်လဲစတင်ခဲ့ပါတယ်။သူဟာခဲချစ်ခက်ဒီလက်မှတ်တစ်စောင်ကိုဝယ်ယူခဲ့ပါတယ်။ ဒီထီလက်မှတ်ကသူ့ဘဝကိုထပ်မံပြောင်းလဲစေခဲ့တဲ့အချက်အချာတစ်ခုဖြစ်လာခဲ့ပါတယ်။သူဟာအဲ့ဒီထီလက်မှတ်ကနေဒေါ်လာ3000တန်ဖိုးရှိ Toyota Corolla ကားအစ်တစ်စီးကိုစကူရရှိခဲ့ပါတယ်။ဒီစုံငွေကသူ့အတွက်ကံကောင်းခြင်းပရမဆုံးလက္ခဏာပါ။တေချင်တရားကိုအောင်နိုင်ပြီးနောက်ကားအစ်တစ်စီးရရှိခြင်းကသူ့အတွက်ကံကောင်းခြင်းရဲ့အစပါ။သူအားဒီကားကိုရရှိပြီးတဲ့နောက်သူရဲ့ဘဝမှာပိုပြီးကောင်းမွန်လာမယ်လို့မျှော်လင့်ခဲ့ပါတယ်။ဘေးမော်ဂန်ရဲ့အံပွဲအသက်ရှင်ကျန်းရင်းမှုနဲ့ထိပေါင်းမှုဇလန်ကဒေတာရင်းသတင်းမီဒီယာရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ မဲပုံမျိုးရှိ9 news ရုပ်သံဌာနကသူကိုဆက်သွယ်ပြီးထိပေါက်ခဲ့တဲ့ဖြစ်ပျက်ကိုပြန်လည်ရိုက်ကူးပြီးသတင်းဆောင်ဖို့တောင်းဆိုခဲ့ပါတယ်။သူတို့ကဘီမော်ဂန်ရဲ့ဇလံကပရိသတ်တွေအတွက်စိတ်ဝင်စားဖို့ကောင်းတယ်လို့ယူဆခဲ့ကြပါတယ်။ဒေဂျင်တရားကိုအောင်းနိုင်ပြီးတဲ့နောက်ထီဆူကြီးပေါက်ခြင်းကလူတွေကိုအံ့ဩစေမှဖြစ်လို့သူတို့ကဒီဇလံကိုရိုက်ကူးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ရိုက်ကူးရေးစတင်ပြီးတဲ့နောက်ကင်မရာဖွဲ့သားတွေကဘီမော်ဂန်ကိုထီလက်မအတိတ်တဆောင်ဝယ်ခိုင်းပြီးတော့ချက်ခိုင်းခဲ့ပါတယ်။သူကခဲချစ်ကတ်ကိုစတင်ချက်ပြီးခဏအကြာမှာပဲကင်မရာရီဘက်သို့လှည့်က ကျွန်တော်ဒေါ်လာ2သိန်းခွဲအခုပဲစုခိုးလိုက်ပြီးနောက်နေတာမဟုတ်ဘူးဆိုပြီးအော်ဟစ်ပြောဆိုခဲ့ပါတယ်။ဒီအချိန်မှာကင်မရာဖွဲ့သားတွေကအံဝန်သွားကြပါတယ်။သူတို့ကဘီမော်ဂန်ကဒုတိယကြိမ်ထီစုကြီးပေါက်သွားတာကိုဓာတ်ရိုက်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဘီမော်ဂန်ကပျော်ရွှင်လုံးလုံးတောင်းရင်နေခဲ့ပြီးကျွန်တော်နောက်တစ်ကြိမ်နှလုံးထက်ရက်တော့မယ်ထင်တယ်ဆိုပြီးနောက်ပြောင်ပြောဆိုခဲ့ပါတယ်။ဒီအဖြစ်ပြက်ကကမ္ဘာသတင်းစာတွေမှာဦးစားပေးဖြစ်ခဲ့ပါတယ်။ဒေဂျင်တရားကိုအောင်းနိုင်ပြီးတဲ့နောက်ထီစုကြီးနှစ်ကြိမ်တိုင်တိုင်းစုခုခြင်းကလူတွေအတွက်မယုံနိုင်ကြောက်ကောင်းတဲ့အဖြစ်ပြက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီတီစုငွေတွေကြောင့်ဘီမော်ကန်နဲ့သူစင်းတို့ကအိမ်အစ်တတလုံးဝယ်ယူနိုင်ခဲ့ပြီးသူတို့ရဲ့ငွေကြေးဆိုင်ရာအခက်အခဲတွေကိုဖြေရှင်းနိုင်ခဲ့ပါတယ်။သူတို့ကရခိုင်ကငွေကြေးချိုးတဲမှုတွေကြောင့်ခက်ခဲစွာနေထိုင်ခဲ့ရပေမယ့်အခုဆိုရင်တော့သူတို့ရဲ့ဘဝကလုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်။ဘီမော်ကန်ကသူ့ရဲ့စုငွေတွေကိုသူ့မိသားစုအတွက်အသုံးပြုခဲ့ပါတယ်။သူဟာသူစနီးနဲ့အတူခရီးသွားခရီးလာတွေလုပ်ခဲ့ပြီးသူတို့ရဲ့ဘဝကိုပိုပြီးပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပါတယ်။ဒီစုငွေတွေကသူတို့အတွက်ဘဝရဲ့အရေးအသွေးကိုပြောင်းလဲပေးခဲ့ပါတယ်။ ကံကောင်းခြင်းဆိုတာကျွန်တော်တို့ဘဝမှာအမြဲတမ်းရှိနေတဲ့အရာတစ်ခုပါ။တခါတလေမှာကံကောင်းခြင်းကကျွန်တော်တို့ကိုမျှော်လင့်ထားတဲ့နေရာကိုရောက်အောင်ပို့ပေးနိုင်ပါတယ်။ဘီမော်ဂန်ဇလန်ကဒီအချက်ကိုအကောင်းဆုံးတက်တည်ပြနေတယ်လို့ပဲဆိုလိုက်ပါရစေခင်ဗျာ။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။